ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ DNL ကတိမ့်ပိုက်ထားတဲ့နမ်ဆန်မြို့ကိုစစ်ခွေးတပ်ကလေးရဲနဲ့ဘုံကျဲချမှုကြောင့်အသက်၁၀နှစ်အရွယ်မောင်စီယာအောင်နဲ့အသက်၃၃နှစ်အရွယ်မောင်ထိုးမျိုးအောင်တို့တေဆုံးသွားပြီးတော့ကလေး၆ဦးအပါအဝင်ပြည်သူကိုအထီမှန်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ၄ရက်နေ့နေ့လယ်၁၂:၂၈မိနစ်အချိန်နမ်ဆန်မြို့နယ်ဇဲတုံဟုံးကြီးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်250ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗါး။ ်အခုလိုမျိုးဘုံချေချမှုကြောင့်အသက်၁၀နှစ်အရွယ်မောင်စီရအောင်နဲ့အသက်၃၃နှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့ဘုံစားထိမှန်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင် အသက်၁၀နှစ်အရွယ်မတ်မြတ်ဝန်းချေအသက်၁၂နှစ်အရွယ်မတ်ခင်ယူမေအသက်၉နှစ်အရွယ်မတ်တနာဆိုးအသက်၁၂နှစ်အရွယ်မတ်ခင်လာပြေနှင်းအသက်၁၃နှစ်အရွယ်မတ်ထွေးကြီးအသက်၁၄နှစ်အရွယ်မောင်ခန့်သူရိမင်းအသက်၄၀အရွယ်ဦးတောင်တန်းအသက်၆၀အရွယ်ဦးဖိုးရှမ်းနဲ့အသက်၆၀အရွယ်ဦးပန်ကျန်းတို့ဟာလည်းဘုံကျဲချမှုကြောင့်ထိမှန်ဒဏ်ရာရရှိခဲ့ပြီ

ပြည်သူလူထုတွေရဲ့နေအိမ်16လုံးလဲပြက်စီးသွားတယ်လို့သိရပါဗါးအလားတူပဲမနေ့ကမနက်ပိုင်းကအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့တီဝေါမျိုးနဲ့မန်ဟဲချေးရွာမှာတစ်ကြိမ်အုံမှုချေးရွာမှာတစ်ကြိမ်ဘုံလာရောက်ကျဲချခဲ့တယ်လို့သိရပါဗါးအော်တိုဘာလ2ရက်နေ့မှာလဲတီဝေါမျိုးနဲ့စံဖိတ်ချေးရွာကုမုဒရာဟိုတယ်မှာပြည်သူတွေရှိရာကိုရည်ရွယ်ချက်ရှိရှိနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အစအုပ်တစ်ခုထိမှန်ပြက်စီးသွားတယ်လို့သိရပါဗါဒါအပြင်အော်တိုဘားလ2ရက်နေ့ကလည်းဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့နံမတူမျိုးတွင်းတွေကို လေရင်နဲ့ပေါင်900ဘုံတစ်လုံးလာရောက်ကျဲချခဲ့ရာပြည်သူ၃ဦးတိတ်ဆုံးခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ